အင်္ဂလာပါချစ်တော်မိကလေးတို့အားလုံးကြီးနော်ကဲဖွားပုံပြင်လေးတွေပြောပြောလာတာနော်ဖွားမိမလေးဆိုရင်ခင်မြမာတဲ့နော်သူက ကဘာလိမ့်မဤပုံမြင်ပြောပြပါကဘာလိမ့်မဤပုံမြင်ပြောပြပါဆိုသူမယိုးရမ်းနားထောင်ပါတယ်နော်အခုလေဘွားမိလေးတွေလဲဘွားမိမလေးခင်မြမလို့ပဲကဘာလိမ့်မဤပုံမြင်ကိုကြိုက်နှစ်လို့တက်လိမ့်မယ်လို့ထင်လို့နော်ဒီတစ်ခါပြောမယ်ပုံမြင်လေးခေါင်းစဉ်ရတော့ကဘာလိမ့်မဤတဲ့နော်ရှိရှိတော့啊တင်္ဂါတယ်လင်မယားနှစ်ယောက်ရှိတော့သူတို့မှာ မဲထွေးဆိုတဲ့သမီးလေးတယောက်ရှိပါတယ်။ဒီနေ့တော့ဒီတငါသေးလင်မယားဆိုတာနော်ဒီလေးတို့အမြဲပြောပါတယ်။ရေထဲဟာငါးတွေဖမ်းပြီးတော့နော်ဒီငါးတွေကိုဈေးမှာပြန်ရောင်းနော်အသက်မွေးရတဲ့တငါသေးလို့ခေါ်ပါတယ်။အဲ့တော့ငါဖမ်းထွက်ကြရတာပေါ့နေ့တိုင်းနော်။ဒီပင်လေးဘက်ကိုငါဖမ်းထွက်ပြီးတော့ငါတကောင်ရတိုင်းဖွားကြီးကပြောလေ။အိုးငါသမီးမဲထွေးဈေးတင်ဖို့လေနော်။ သူသမီးလေးမဲထွေးကိုယောက်ျားကောင်းနော်ယောက်ျားမြတ်နဲ့ရဖို့သူဝေဆုလို့ရပြီငါတကောင်ရရင်သူပတ်ဆိုင်ရတာဦးနော်ဒီလိုမျိုးဆိုတော့တငါတဲ့အဖိုးကြီးဟာပင်းလေးပင်ပန်းနဲ့နားလည်းညီးလာတော့သူမိမ့်ပါဦးလှော်တဲ့နဲ့ရိုက်ချလိုက်နော်အဲ့တော့တငါတဲ့အဖွားကြီးဟာဇနီးအဖွားကြီးဟာလှော်တဲ့အရိုက်အရိုက်ခံပြီးတော့ရေထဲကိုကျသွားပါလေအဲ့တော့မှ သူစိတ်လိုက်မှန်ပါနော်ရိုက်ချမိတဲ့နင်းယောက်ျားလေစိတ်မကောင်းဖြစ်ပြီးတော့နော်ဘွားကြီးကတော့ရေထဲကြတော့ထုံစံတိုင်းပေါ်မြည်လို့ရပင်လေတဲ့ကြာမှတော့တည်တာပေါ့နော်လှော်တဲ့နဲ့ရိုက်တဲ့အတွက်လေဒဏ်ရာတွေပါရဆိုတာကောင်းလို့နော်တဏီယာမှရှိမှာပေါ့ဒါနဲ့ပဲမဲမဲတွေးလေးဟာသူအမေမရှိပဲနဲ့နော်အဖေနဲ့ပဲသူကြီးပင်ခဲ့ရပါတယ်တဲ့နော်အဲ့တော့နှစ်တော်လဲကြာအောင်နော် သူ့ဖေကရွာထဲကအမျိုးသမီးတယောက်နဲ့နောက်အိမ်နောက်ပြူပါတယ်။ဒီအမျိုးသမီးကိုလည်းတရွာလုံးကအယုတ်ဆိုးဆိုးနဲ့သဘောထားလဲဆိုတဲ့အတွက်စုံမကြီးလို့သတ်မှတ်ကြတယ်နော်။အဲ့ဒီမိန်းမကြီးမှလည်းနော်သမီးက၅ယောက်တော့ပါလာပါတယ်နော်။မထွေးလေးနဲ့သူ့ဖေသူ့မိနေတယ်အမေကတော်တဲ့နဲ့ရိုက်ချခန်းတဲ့အတွက်ရေထဲကြာတည်သွားတယ်။နှစ်နေနေကြာတော့ဒီရွာမှာရှိတဲ့ရွာသူ เนาะအမျိုးသမီးတယောက်နဲ့အိမ်တော်ဖြူပါတယ်ရုပ်ကလည်းဆိုးတယ်သဘောထားလည်းဆိုးတဲ့အတွက်တရွာလုံးကသူ့ကိုဆုံးမကြီးလို့အတိအမှတ်ပြုပါတယ်သူ့မှာသမီး၅ယောက်လည်းရှိပါတယ်တယောက်မှမထွေးလေးလို့လည်းမလှပါပါဘူးတဲ့မထွေးလေးကလည်းဖာခင်နဲ့အတူတူဒီမျိုးသမီးအိမ်လိုက်နေရတာပေါ့เนาะထုံးစံတိုင်းမှာပဲမိလေးတို့ရေသမီး၅ယောက်ကတူဦးဒီဖြစ်တယ်မဲတွေးကိုအမှန်တမ်းနှိပ်ဆက်ပြီးအနိုင်ကျင့်ပါတယ် အဲ့တော့မက်ဒရီလေးကလည်းသူစိတ်ကူးပါတယ်တဲ့အမေသာရှိရင်ငါဒီလိုနှိမ့်ဆက်ခံရမှာမဟုတ်ဘူးနော်ဆိုပြီးအမေကိုသူကတန်တာပြီးတော့ငိုပါတယ်တဲ့ပြန်လဲကန်းဆက်ကိုသွားပြီးတော့အမေတက်နဲ့ရိုက်ခံလိမ့်ချခဲ့တယ်ပြန်လဲဘီကြီးဘက်ကိုချီငိုတော့ဒီမိခင်ကြီးကမထွေးလေးရဲ့မိခင်ကြီးကရေထဲကိုကြပြီးကဘာလိမ့်မကြီးဖြစ်သွားပါတယ်တဲ့နော်သူသမီးလေးစီကိုကူးကူးလာပြီးတော့နော် သမီးလေးနဲ့ရင်းရင်းနှီးနှီးနေတယ်တဲ့ဒီသူ့အနောက်အမေနော်ရွာသူဆုံးမကြီးလို့တတ်မှတ်တဲ့အမျိုးသမီးရဲ့အာမဲထွေးနဲ့သူ့မိခင်ဟောင်းဖြစ်တဲ့နော်ကဘာလိမ့်မကြီးတို့ဆက်သွဲသိတဲ့အခါမှာထုံးစံတိုင်းမဲ့သဘောမနော်ဆိုးတဲ့လူပြီပြီနော်ညာနီညာနဲ့တိထုတ်ပြီးတော့ဘာလုပ်လဲဆိုတော့ဒီဖွားရသူ့အိရာအောက်မုတ်လပွေးဆိုတာဒီလေးတို့စားဘူးမလားတော့မသိဘမဖျားပွဲတွေမှာနော်ချွတ်ချွတ်ရွရွထိလိုက်တာနဲ့ကြွေကုန်တယ် နော်မုတ်လပွေဆိုအချက်ကြီးတွေရှိပါတယ်နော်အဲ့ဒီမုတ်လပွေတွေကိုသူ့အိတ်အောက်မှာထည့်ပြီးတော့သူတစ်ချက်လူးလိုက်ရင်မုတ်လပွေတွေကကြိုးကျင်ပြီးကျွတ်ကျွတ်ကျွတ်နဲ့အတန်မြင်ရင်သူခင်ပွန်းဖြစ်တဲ့လူကဘာဖြစ်လို့မြည်တာလဲမင်းရင်ဟိုကျမအယိုးတွေကမြည်တာပေါ့နော်ရွာထက်ကနတ်ဝင်သေးစီသွားပြီးတော့နတ်သွားမေးပါဦးဆိုပြီးတော့နော်သူ့ယောက်ျားကိုခိုင်းနေတယ် ခင်ဗျားတော့မသိရှာဘူးပေါ့မုတ်လပွေးလေးဒီအောက်မှာထည့်ထားလို့တစ်ချက်လှိမ့်လိုက်တာနဲ့ဂျိုဂျွတ်ဂျိုဂျွတ်နဲ့မိတော့ဒါအယိုးတွေမိတာယောဂတခုခုဖြစ်မှာပဲလို့သူခင်ဗျားကထင်ပြီးတော့တိုးရွာတွေဒလိနော်အတိညာပညာမကျွဲပါဘူးခင်မမိတဲ့အတွက်နော်နေမကောင်းထိုင်မကောင်းဖြစ်တယ်ဆိုရင်ဆေးဆရာနဲ့နော်နီးမှန်လမ်းမှန်ဆေးကုသရမယ်အစားလက်ဝင်သေးဦးနေလို့ရှိပါနော်အာဖရိကမှာအခုအထိလေ့ကျင့်နေတယ် ပေါ့နော်အလေးအချင်ရှိတယ်။နောက်ဝင်တဲ့ကနောက်ဝင်ပြီးပြောမယ်။ဒါဘသူကပြူစားထားတာဘသူကိုမုံလို့ဘာညာပြောရင်ဒါတွေကိုသူတို့ယုံကြည်ရှိပါတယ်။အဲ့တော့နောက်ဝင်တဲ့ကိုလည်းဒီဖွားရတိတ်တိတ်ငွေပေးထားတဲ့အတွက်လက်သွားမေးတဲ့အခါမှာ သူခင်မွန်းတငါတဲ့ကိုဘာပြောလိုက်လဲဆိုတော့ရှင်မိန်မဖြစ်နေတာတွေလीယောဂါမှန်သမျှဟာကဘာလိမ့်မကြီးအသားသာချက်ကျွေးလိုက်ချက်ချင်းပြောက်မှာပဲလို့သူကဆိုတော့ နင်ယောက်ျားဖြစ်တဲ့တငါသေးရလေအဟုတ်မှတ်ပြီးတော့နော်ကဘာလိမ့်မကြီးကိုမရရအောင်ပိုက်နေဖမ်းမတော့လေမယ်ရင်းလေးကသူ့အဖေလက်ကိုဖမ်းဖို့ရေထဲကိုပိုက်ခွန်ချတာကိုကြည့်ပြီးမမိပါစေနဲ့မမိပါစေနဲ့နော်သူ့မိခင်လွတ်အောင်ဟိုဘက်ကပေါ်ပါစေနော်အဖေဟိုဘက်ပိုက်ချိုင်အမေဒီဘက်ကိုပေါ်ပါစေနော်သူ့အော်ဟစ်ဆူတောင်းနေတော့ခါတဲ့ဒီရွာသူဆုံးမကြီးရဲ့ ဒါသမီး၅ယောက်ကမထွေလို့ဝိုင်းရိုက်ကြလေเนาะမထွေလေစူတောင်းမပြေပါဘူးเนาะကမလေးမကြီးကိုဖမ်းမိသွားတာပေါ့ဒီလေးတို့လူပဲเนาะလူဆိုတာစွန့်အင်အရှိဆုံးပဲเนาะအဲ့တော့လိတ်သားဟင်းကဲမြ мян ချက်အောင်ဆိုပြောဒီသမီးအကြီးဟာဟင်းတိုးเนาะမဲထွေလေးဟာဟင်းတိုးခွဲချက်ခိုင်းနေတယ်ကဘာလိမ့်မကြီးဆိုတော့အကြီးပေါ့နော်လိမ့်ကြီး။အဲ့မီလီတို့ကြီးအကြုံကြိုက်လို့ပြောပါအောင်မယ်။ အသားတကအသားထဲမှာနော်လက်သားဟာအရသာရှိဆုံးပါပဲနော်ကဘာမှာအစားကောင်းအတောက်ကောင်းစားတယ်ဆိုတော့ပြင်သစ်လူမျိုးတွေဟာတတ်တုံစုလို့ခေါ်တယ်လက်သားစုပြုတ်သိတ်တံပိုးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှာရင်းမြက်လို့နော်လက်သားဟာအမတန်ချုံမိန်ပြီးတော့အရသာဆွဲမဲ့စေလို့နော်အဲ့တော့တခါတည်းမယ်တွေးလေးကတော့ဒါအမေပဲနော်ဘာပဲပြောပြောသေသွားပြီး ဒီအသားအုပ်တခါဟင်းချက်ပြီးစားကြအောင်မယ်ဆိုတော့သူဘလို့မှသူ့စိတ်ထဲမှာမခံနိုင်တော့သူ့အမေပူမှာပဲဆိုမီးကိုနည်းနည်းလေးပဲထည့်ပြီးရမခတ်ဘူးเนาะအဲ့တော့ဟင်းကမချက်ဘူးပေါ့မီးလေးတို့ရဲ့ဟာတခါရိုက်ပြန်အောင်ဟင်းမချက်လို့ဆိုဟိုအကြီးမအိုးကတော့မီးတောက်တွေနဲ့တခါရဲချက်တော့လက်သားကချက်သွားမချက်ဖဲနေရလားဘာဖြစ်လို့မချက်ရတာလဲဆိုရိုက်တယ်အဲ့တော့ဒီရွာသူအမျိုးသမီးနဲ့သမီ ငါးယောက်ကတော့လိတ်သားဟင်းကိုတခါတည်းမင်းကြီးရှက်ရီစားပြီးတော့မလီကျမချက်ချင်းပဲယောဂါတွေတခါတည်းပိန့်ကြဘက်ပေါ်ရေးမတင်တယ်လို့ပျောက်သွားပြီတော့လို့နော်သူယောက်ျားကသူပြောပါတယ်တဲ့မေတွေးလေးကတော့သူတို့စားလိုက်တယ်နော်ဒီလိတ်အယိုးလေးတွေနော်လိတ်အယိုးလေးတွေကိုစုကောက်အိုးတလုံးထဲမှာထည့်ပြီးတော့ကောင်းကောင်းမြေမြုပ်ထားတယ်နော်ဒီမိခင်ရဲ့အယိုးအိုးလေးရှိတဲ့မြေပုံစီနေတိုင်းလာပြီးတော့လေသူကတခါတည်း กระโดดไล่งูไล่เมียวตันตะပြီးတော့ပေါ့เนาะအဲ့တော့မကြာခင်ဒီလိမ့်မကြီးအယိုးမြုပ်ထားတဲ့အိုးလေးပေါ့မှာတပင်းကြီးတပင်းပေါက်လာရောတဲ့မြည်လေးပေါ့เนาะထူးဆန်းတာပေါ့ပေါ့เนาะအဲ့ဒီအပင်ကရွှေသေးတွေတီးပါတယ်ကဲထူးထူးဆန်းဆန်းเนาะဒီနေ့ကျတော့ဘရင်သားတော်တပါးဟာတော့ကစားထွက်ပါတယ်เนาะဟာဒီရွာမှာထူးဆန်းတဲ့ရွှေသေးတွေတီးတဲ့အပင်ပေါက်နေပါလားเนาะသူကိုယ်တိုင်လာမျက်မြင်ကြည့်ပြီးတော့ကဲပိုင်ရှင်ဘယ်သူလဲ ပိုင်ရှင်ဘယ်သူလဲဒီရွှေဘင်းကိုရွှေသီးတွေတီးတဲ့အပင်ကိုစိုက်တယ်လို့ဘယ်သူလဲဆိုတော့ဒါခါလေရွာသူဆုံမကြီးတမီး၅ယောက်ကအသေးသေးတန်းစီထွက်လာပြီးတော့ကျမတို့ပါပဲကျမတို့စိုက်တဲ့အပင်လေးလို့เนาะမျက်နှာလိုအားရပေါ့မီးလေးတို့ရယ်ပြောပါတယ်ကဲဒီလိုဆိုရင်မင်းတို့အဲ့ဒီရွှေဘင်းကရွှေသီးတစ်လုံးလောက်ငါ့ကိုလက်ဆောင်ပေးပါလားလို့เนาะမင်းသားလေးကတောင်းဆိုတယ်တဲ့ဆိုတော့အကြီးမကရွှေသီးကိုဆွတ်တယ် ဘယ်ရမလဲလေလို့ရသူပိုင်ရှင်မှမဟုတ်ဘူးเนาะအမိ၅ရောင်းစလုံးတယောက်ပြီးတယောက်ဒီရွှေသီးကိုစွတ်ပေးမယ်လေစွတ်ခူးလို့မရတဲ့အခါမှာနောက်ဆုံးအိမ်ထောင်တနေရာကြီးနေတဲ့မဲတွေးလေးကိုမြင်သွားတယ်မြင်သားလာပါအောင်เนาะလာပါအောင်เนาะစွတ်ပေးစမ်းပါအောင်ခမရောစွတ်လို့ရမလားဟို၅ရောက်ကတော့စွတ်တာမရဘူးလေဆိုတော့မဲတွေးလေးကစွတ်ဖို့ရွယ်ယုံနဲ့နေသူ့အလိုလိုပြုတ်ကြတာမြင်တော့ဩ ီမင်းကလေးကသာပိုင်းရှင်စစ်မှန်။ကိုငါရောက်ကမဟုတ်ပေဘူး။ဒါကြောင့်သူဆွလို့မရတာပေါ့လို့မင်းသားလေးကလှပပြီးတော့တနာကျင်နာစရာနော်။မြစ်တာတက်ဝင်ချစ်ခင်စရာကောင်းတဲ့မဲထွေးလေးကိုနန်းတော်ကိုခေါ်သွားပြီးတော့မိပြားမြောက်လိုက်ပါတော့လေ။ဟုတ်ပြီနော်။ဒီရွာသူဆုံးမကြီးနဲ့သမီးတွေကတော့မချင်းနိုင်မှုပေါ်မိလေးတို့ရေနော်။အဲ့တော့ရွေးလေးကလည်းနန်းတော်မှာ လာတော်တော်ကြကြလေးနေတော့သူအဖေဖြစ်တဲ့သူအောင်းမိတာပေါ့နော်မိဘဆိုရုတ်တရက်ခွဲသွားရတော့တန်ရောစင်ကဘယ်ပြတ်မှာလဲနော်မိဘနဲ့သားသမီးနော်တန်ရောစင်ဆိုတာတေကာမှပဲပြတ်ကြတာမိလေးတို့အဲ့တော့ကဲတငါရွာကိုကျမခဏသွားပြရစီလို့သူခင်ပေါ်အင်းသားလေးကိုတောင်းဆိုတော့ကဲသွားသွားနော်ခါရဲချွေရန်တင်ပင်နေနေအင်းသားလေးကခွင့်ပြုလိုက်တော့ရွာသူစုံမမိတွေးရဟွန်း လာကျင်နိုင်လှတခါတဲ့နော်အသွေးအမွေးရလဲကြီးလက်တော့မှနေတာနဲ့နော်နန်းတော်အရေးအောက်မှာဘယ်တူလဲမိလေးတို့ရယ်ဆိုပြီးတော့မကောင်းချံဖို့တခါတဲ့ကြိုးစားပြန်ပါလေတဲ့ကဲမိလေးတို့ရယ်ဒီတခါလဲနော်သူ အလွတ်ပေးမှာမဟုတ်ဘူးအမတန်ရက်ဆက်တဲ့မိတွေးရွာသူဆုံးမကြီးနဲ့သူ့သမီး၅ယောက်မထွေးလေးကိုဘယ်လိုဒုက္ခတွေများဆက်ပေးကြအောင်ပါလဲမထွေးလေးခင်ဗျာဒီတစ်ခါမှာတော့တောင်းခံနိုင်ပါမလား ဖွားလို့ဆက်ပြောကြတာပေါ့ကဲမိလေးတို့ရေကဘာလိမ့်မကြီးပုံပြင်ဆက်လိုက်ကြရအောင်ပါဖွားလို့ငငယ်ကကဘာလိမ့်မကြီးပုံပြင်ကိုမယိုးရမ်းမငင်းငွေစနန်းနားထောင်ခဲ့တာဘာကြောင့်လဲလို့เนาะမိလေးတို့တွေးမိပါမှာကလေးပီပီငယ်ရွယ်တဲ့သူပီပီเนาะစာလက်ကောင်းကောင်းမဖတ်တတ်သေးဘူးဒီရွယ်อ่ะ ဒီအဖွားတို့ပြောတဲ့ဇက်ကွက်တီနော်ဇက်အိမ်ကြီးဟာနော်အမတန်စိတ်ကူးရင်စရာမကောင်းဘူးလားနော်ဟုတ်တယ်အပင်ကြီးတပင်ပေါက်တယ်ရွှေသီးတွေတီးတယ်တဲ့အိုးကို့အိမ်ခြံထဲကတပင်မှာလဲအဲ့လိုတီးရင်ကောင်းမှာပဲအတွေးတွေကျွဲတာပေါ့နော်ဒီပုံပြင်ကိုနားထောင်ရုံနဲ့နဲ့နော်ကို့စိတ်ကူးရင်ကဘာဟာနော်ချဲ့တဲ့တိုင်းချဲ့လို့ရတယ်အတွေးမျိုးဟာခလေးတိုင်းမှာရှိပါတယ်နော် အဲ့တော့သူတို့ညံမရှိသေးလို့နော်အုံနှောက်ကလေးကသေးလို့လို့ပြောလို့မရပါဘူးနော်စိတ်ကူးရင်ကဘာဆိုတာဘာဘေးဒုက္ခမှလည်းမရှိ တွေးချင်တိုင်းတွေးပြီးအပူအပင်ကင်းတဲ့ကလေးဘဝမှာပျော်ပျော်ရွှင်ရွှင်နဲ့ဒီပုံပြင်တွေကိုနားဆင်ကြရတယ်အရသာဘဝတော့အခု90ရောက်တဲ့အချိန်လည်းမမေ့ပါဘူးဒီလေးတို့ကိုလည်းဒီလိုပဲနော်အပြစ်ကင်းစင်တဲ့ကလေးဘဝမှာဘာပူပင်းမှမရှိဘူး မိဘဘိုးဘွားလူလီသေးမရှိဖြည့်စည်းနေချိန်မှာဒီလိုစိတ်ကူးနယ်ချဲ့ကျင်တိုင်းချဲ့ပြတော့နော်ပျော်ရွှင်ရတဲ့အရာသာကိုခံစားစေခြင်းလို့ပါကဲကဘာလိမ့်မကြီးอ่ะနော်ဟိုဘလိုများကောင်းလွန်းလို့ဘွားဒီလောက်ဆွဲတာလဲလို့မေးเสียရှိပါတယ်ကဲဟုတ်ပြီမထွေးလေးသူ့ရွာကိုအလဲပြန်လာနေပြီနော်ဒီဇက်ွက်ရောက်နေပြီဒီတော့သူ့မိတွေရွာသူဆုံးမကြီးอ่ะဟူးလှချင်တိုင်းလှ ခါတဲ့လက်ဝဲယရနာတွေနဲ့တင့်တယ်နေတဲ့မထွေးလို့မြင်လေမနာလိုဖြစ်လေနော်သူ့သမီးတွေနဲ့နှိုင်းရှင်ဆန်ထားပြီးတော့မကောင်းချမ်းမြန်နေဒီမထွေးလေးလက်ဝဲလက်စားတွေကိုဖြုတ်ကြည့်သလိုလိုဘာလိုလိုနဲ့နော်ခါတဲ့အိမ်ချမ်းဘဝကပြစ်ချပါတယ်မြည်လေတို့ရေဒီလိုဆိုတော့မထွေးလေးကအိုးကျမလက်ကောက်ကလေးကြမ်းကြာနေအောက်ကျသွားပြီဆိုပြီးဝင်ကောက်တဲ့အခါမှာမြည်လေတို့ရေအပေါ်ကနေတခါတည်း နော်ချက်ချက်ဆူနေတဲ့ရေနွေးနဲ့လောင်ချလိုက်တယ်နော်အဲ့ဒီအတွဲမထွေးလေးဟာရေနွေးဘူးလောင်ပြီးတော့ခါတယ်အမတန်နုနေတဲ့မင်းကလေးကိုသိဆုံးသွားပါတယ်နော်သိဆုံးသွားတော့နော်ဂျိုင်းကလေးဖြစ်သွားတယ်နော်မထွေးလေးကဂျိုင်းကလေးဖြစ်ပြီးမင်းသားလေးရှိတယ်နန်းတော်စီကိုသူကตาလေးပြန်သွားတယ်နော်ပြန်သွားတော့မင်းသားလေးကဟိုးမထွေးလေးလည်းမလာသေးပါလား သူ့အမေအဖေရှိတဲ့သူ့မိတွင်းနဲ့အဖေရှိတဲ့တငါရွာသွားမယ်ပြောတာဒီလောက်ပဲကြားလာနော်သူပြောနေပါတယ်သူချစ်မြတ်လို့တော်နော်အဲ့တော့ဒီရွာသူမိတွင်းဆုံးမကြီးရဲ့သမီးအကြီးအားမယ်တွင်းလေးရဲ့အဝတ်အစားတွေကောက်ဝတ်ပြီးတော့မယ်တွင်းလေးရောင်းဆောင်ပြီးတော့နန်းတော်ပြန်သွားပါတယ်တဲ့သူတို့မင်းသားကလည်းကြည်ပါတယ်ဟွန်းငါယူခဲ့တဲ့မင်းသမီးနော်မထွေးလေးနဲ့လည်းမတူပါလား နဖူးကလည်းမောက်လိုက်လာနော်မျက်လုံးတွေကလည်းညီရဲမေ့ဆင်းလိုက်လာလို့မင်းသားလေးကမေ့တော့ပေါင်တော့လွန်းလို့ပေါ့နဖူးနဲ့တိုင်နဲ့စောင့်စောင့်ပြီးငိုကလွန်းလွန်းလေးတခါတည်းနဖူးတွေလည်းရောက်မျက်စိတွေလည်းနာပြီးညီရဲနေတာပါဖေလို့သူအားချွဲချွဲနွဲ့နွဲ့နဲ့ရှောက်တင်နေတဲ့အဲ့တော့မင်းသားလေးကလည်းဟုတ်ပြီလေဒါမက်ထရီလေးဆိုရင်လည်းဟုတ်မှာပေါ့လို့ဆိုခေါ်လာတော့ တကယ်မဲထွေးလိုက်ရတော့နော်ရေနွေးချက်ချက်ဆူတဲ့ရေနွေးနဲ့လောင်းချခံလို့အသက်သေဆုံးသွားတော့မြိုင်းမလေးဘွားနဲ့မင်းသားလေးရဲ့နန်းတော်မှာပတင်းမှာလာနာပြီးမင်းသားလေးကိုကြည်နေရှာတယ်တဲ့နော်အဲ့တော့ညီမဲထွေးလိုက်နန်းတွင်းရောက်သွားပြီမယ်နော် သူ့လက်မှုအမှုပညာသူ့တက်တဲ့ရကန်းခတ်တဲ့လက်မှုအမှုပညာနဲ့အထည့်ကိုလေတခါတယ်ဒီတိုင်းဆင်လေးပေါ်မှာထားခဲ့တာဦး မင်းသမီးဆိုပြီးအပြင်းကြီးပြီးတော့ဒီတိုင်းတခါတည်းစားကောင်းတောက်ဖွဲလေးစားဒီလိုမနေပါဘူးညီလေးတို့ရေနော်တကယ်ကိုနော်ယိုယိုကျိုးကျိုးနဲ့ဗမာမိမ့်မသူတွေဟာအလုံးနဲ့လက်မပြအောင်လုပ်တဲ့အချင်းရှိပါတယ်အဲ့တော့ရှေ့ခါရကန်းတက်နော်မိန်ကလေးတွေရကန်းတက်အဲ့အတွက်သူကရကန်းလဲခတ်တယ်နော်သူစိတ်ကြိုက်အစင်လေးတွေနဲ့နော်ပူတော်ပြောဖို့ကောင်းတာပေါ့သူအမှုပညာလက်မှုအမှုပညာလေးကိုဖော်ရင်းနဲ့ မင်းသမီးဘဝမှာ तू อ่ะစံမြန်းတာ哦အဲ့တော့ तू ရက်ခဲ့တယ်ရက်ကန်းစင်ဘဝနော်ဒီအချိတ်စင်อ่ะလေမပြီးသေးဘူးပေါ့မြည်လေးတို့ရယ်အဲ့တော့မင်းသားလေးอ่ะကဲမထွေးလေးအယောင်ဆောင်ထားတဲ့မိတွေးဆုံးမကြီးရဲ့သမီးအကြီးကိုဒီမှာအချိတ်စင်မပြီးသေးဘူးဆက်ရက်လေးဆိုတော့အဲ့တော့မှအခက်တွေ့လာပေါ့ तू ပဲတတ်မလဲမြည်လေးရယ်နော် तू อ่ะမရက်တက်ပဲနေတခါလေးဖြစ်နေတော့ဘလောက်များလဲနော်တန်ရောစင်ကြီးတဲ့မထွေးလေးอ่ะဂျိုင်းလေးอ่ะ ရကန်းစင်ပေါ်လာပြီးတော့ဘယ်လိုရဲရမလဲဘယ်အကွက်ဆန်းဘယ်လိုထွင်ရမလဲလုံးကိုဘယ်လိုရှူရမလဲဘယ်လိုသွားရမလဲဆိုတော့အကုန်သင်ပြပါလေနော်ဘာဖြစ်လို့လဲဆိုတော့ဒီချိတ်ပစိုးဟာသူ့မောင်တော်မင်းသားလေးအတွက်သူကိုယ်တိုင်ဆက်ပါမယ်သူ့ရဲ့လက်မှုအမှုပညာနဲ့ဖန်တီးထားတဲ့အမှုပညာပစ္စည်းတစ်ခုဖြစ်နေတဲ့အတွက်နော်မယ်ထွေးလေးကလာပြပါလေမင်းသားလေးကဒီရကန်းခတ်ပြနေတယ်ပြိုင်းမလေးကို သိတဲ့ဘောကြသွားတယ်တဲ့နော်အဲ့တော့ဒီအကြီးဒီအမကြီးပေါ့နော်မိတွေးရဲ့အမိကြီးကလည်းမင်းသားလေးမရှိခိုက်မှာတန်ရောစင်တွေ့သွားရင်တော့ဒုက္ခပဲနော်ချစ်စားသူ့ကိုတကယ်တမ်းလာကူနေတဲ့မထွေးလေးကိုနော်ဟိုကဗျိုင်းဘောကရောက်နေဒုက္ခပဲဒီမင်းသားကချီးမွနေတာဒီဗျိုင်းမကိုပဲချီးမွနေတယ်ပေါ့အဲ့တော့ဟာလေရိုက်တပ်ပြလိုက်တယ်တဲ့နော်ဒီရကန်းလက်ခတ်တယ်အဲ့တော့ မြင်းသားလေးပွဲတော်တဲနေတဲ့အခါမှာဘလောက်ရက်ဆက်လဲမိလေးတို့ရဲ့ဂျိုင်းသားဟင်းသွားဆက်သားပါတယ်တဲ့နော်ဂျိုင်းသားဟင်းကအဖွားတို့တော်တွေမှာလဲစားနေကြအစိမ့်နုနုအယောင်ရှိပါတယ်နော်အသားနည်းနည်းမာပါတယ်ခတ်ကြကြချက်ရပါတယ်ဒါပေမဲ့ဘလောက်ချက်ချက်ပါသူကတိတ်မနူအသားမာမာစိမ့်စိမ့်လေးကဂျိုင်းသားပဲစားလို့အတန်ရတာရှိပါတယ်အဲ့တော့ဂျိုင်းမလေးအတွက်စိတ်မကောင်းဖြစ်နေတယ်မင်းသားလေးကဒါပါဟင်းတော့ ငါပွဲတော့ဘာဟင်းနဲ့ဆက်တာလဲပြိုင်းသားဟင်းမဖျားနော်ဆက်တော့ငါမစားဘူးနော်ငါမစားဘူးဆိုပြီးတော့သွားဟင်းအိုယူဒီပြိုင်းသားဟင်းအိုဥယျာဉ်တော်ထဲမှာသွားမြုပ်ချီနော်သူစိတ်ထဲမှာမကောင်းဖြစ်ပြီးတော့မင်းသားလေးခိုင်းတဲ့အတိုင်းဒီပြိုင်းသားဟင်းအိုဥယျာဉ်တော်ကအုတ်ရှိပင်ကြီးတပင်အောက်မှာသွားမြုပ်ရပါလေတဲ့အဲ့ဒီအုတ်ရှိပင်ကြီးမှာဒီဟင်းအိုလည်းမြုပ်ပြီးတော့မကြခင်မှာအမတန်အလုံးဖန်ကြီးပြီးလှပ်ပါတယ် အုပ်ရှိသီးတလုံးပြီးလာပါတယ်တဲ့နော်ဒီအလွန်ကြီးမားတဲ့နော်မတီးစဘူးဒီအပင်ကနေအုပ်ရှိသီးအကြီးသီးတော့ဥယျာဉ်ဆောင်အဖိုးကြီးရလဲအုပ်ရှိသီးကိုခိုးပြီးသူကမှဲ့အောင်အုပ်ထားတာပေါ့နော်ဒီလိုစားဖို့ပါလိမ့်မယ်အုတ်ရှစ်ဖြော်ရီတို့ပါတော့အမတန်မွေးပြီးရတာလေပူရှိန်ပူရှိန်လေးချိုချိုပူပူလေးပေါ့နော်အဲ့တော့အဖိုးကလင်မယားဥယျာဉ်ထဲကိုသွားအလုတ်လုတ်ရင်ဒီအုတ်ရှစ်တီးတွေက မိမပြူလေးတယောက်ထွက်လာပြီးတော့အိမ်မှုကိစ္စနော်ချက်ပြုတ်လျှော့ဖို့စေကျော်တန်းစင်တာ ਈ လှုပ်ထားပြီးတော့ပြန်လာရင်မောမောပမတ်နဲ့အဖိုးအိုလင်မယားဟာအိုးဟင်းနေလေအရန်သက်နော်အိမ်ရလက်ခါရပြန်နေအောင်ခင်းထားတယ်အဝတ်တွေလည်းလျှော့ဖို့ထားပါလားနော်ဒါတခုခုပဲဆိုပြီးတော့တနေ့တော့သူတို့ကအလုတ်သွားခြင်းအောင်စောင့်ပြီးတော့နော်အိမ်ကိုတိတ်တိတ်ပြန်ချောင်းကြည့်တဲ့အခါမှာအုတ်ရှိတီးကထွက်လာတဲ့မိမ့်မပြိုလေးက ိမ်မှုကိစ္စတွေကိုအကုန်လုံးလောက်တာတွေ့တော့သူတို့ကဒီလောက်လှပချောမောပြီးတော့လိမ်မာရင်ကြီးတဲ့မင်းကလေးရဲ့နော်မပြန်ပါနဲ့အုတ်ရှိသေးတယ်လည်းပြန်မဝင်ပါနဲ့တို့သမီးလေးပဲလောက်ပါဆိုပြီးတော့သူတို့ကသမီးရင်းနဲ့မချာဝေစားထားလိုက်တယ်ဒီနေ့တော့ဒီအဖိုးလင်မယာနော်ဥယျင်တော်ရဲ့တော့လှုပ်လှုပ်ခိုက်ပါမင်းသားလေးကတော်လေထွင် ရောက်လာပါလေရေစာလုံးတော့နော် ရေကြီးတော်ဆက်ကြစမ်းနော်ရေကြီးတော်ဆိုတာနန်းသုံးစကားပြောတာပေါ့ညီလေးတို့ရယ်ပြောချင်တာတော့ရေတစ်ခွက်လောက်ပေးကြစမ်းပါရေငတ်လို့သူရေတောက်မယ်ပေါ့ဒါတော့မထွေလေးอ่ะဒီအုတ်ရှိသေးတဲ့ကမိန်ကလေးမထွေလေးပေါ့နော်သူကရေလဲပေးလိုက်ကောမင်းသားလေးอ่ะမြတ်တာတက်ဝင်ပြီနန်းတော်ကိုခေါ်သွားပါတယ်အုတ်ရှိသေးတဲ့ကထွက်လာတဲ့မိန်မပြူဟာရေလောင်းပြီးအသက်ခံ ရင်နွေးဘူးပေါ့နော်ကြက်ကြက်ဆူတဲ့ရင်နွေးဘူးအလောင်းခံလို့နော်သူပြိုင်းဘဝရောက်လာရတယ်တခါရက်ကန်းလုံနေတော့မှလည်းရက်ကန်းလက်ခတ်နဲ့ရိုက်ခံရတဲ့အတွက်နော်သူပြိုင်းဘဝတေခဲ့ရပြီးဒီအုတ်ရှိတိလေးထဲမှာသူတတိတေခဲ့ရတဲ့အကြောင်းကြီးမင်းသားလေးကိုပြောပြတော့ဒီသူ့မိတွေရွာသူဆုံးမကြီးမိသားစုရုပ်မာပုံအလုံးစုံကြားသိရတယ်မင်းသားလေးဟာခါတဲ့အယောင်ဆောင်နော် မိတွေးရဲ့သမီးအကြီးကိုတတ်ပြီးတော့ချင်ပတ်လောက်လိုက်တယ်ပြီးတော့ဆုံးမကြီးမိသားစုစီကိုပို့လိုက်ပါတယ်သူသမီးအလောင်းကိုတွေ့တယ်မိတွေးဖြစ်သူရွာသူဆုံးမကြီးဟာလည်းနဲ့နေမလဲမိလေးတို့နော်သူသမီးကိုသူမမျှော်လင့်မဲနဲ့နန်းတွင်းရောက်ပြီးမင်းသားလေးဘေးမှာမိဖုရားဖြစ်ခစားနေပြီလို့သူကထင်ထားပြီမဲနော်သူတို့ရဲ့နော် ီယုံမာတဲ့เนาะယုံညံ့တဲ့ရက်ဆက်တဲ့လောက်ရက်ဒီကြောင့်ဒီတန်တရားတပတ်လဲပြီးတော့เนาะသူတပီးဟာမရှုမလှတေပွဲဝင်ရတယ်ဟာ ਉ သူတွေ့တော့ရင်ခွဲပက်လက်နဲ့တသက်လုံးနောင်တတရားရင်မပိုက်ပြီးနေသွားပါလေအဲ့ဒီချိန်ကစပြီးမထွေးလေးရတော့ဥပင်တော့ကအနှောက်ရှက်ကင်းကင်းနဲ့ပင်သားလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးပဲနန်းတွင်မှာစံစားနေပါလေ ်ဒီလေးတို့ရေအဖွားတာကဘာလိမ့်မကြီးပုံပြင်ဇက်ွက်တွေကိုအမတန်အတိုးချုံအချင်းချုံပြီးပြောပြတာပါတကယ်တကယ်ပြောရင်အဖွားတို့ပြောရင်ကဘာလိမ့်မကြီးပုံပြင်သုံးလေးညလောက်ဇက်ကြိုက်ပြောရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဇက်ွက်တည်းရလေတနာစရာမထွေးလေးပဲခံနေရတယ်နော်အစာပိုင်းမှာဒီခန်းနေရောက်ရင်ဘွားတို့လေခလေးပီပီမျက်ရည်လွယ်ပြီးတရှုံရှုံနေငိုပါတယ်နော်ဘွားတိတ်ကြတိတ်ကြနင်တို့မတိတ်ငါ နောက်တစ်ဆက်မပြောတော့ဘူးဆိုရင်တိတ်လိုက်ကြပြန်ဟာရောเนาะဒီလောက်အထိဆွဲလန်းခဲ့ပါတယ်ကဘာလိမ့်မကြီးပုံပြင်နားမထောင်ဘူးတဲ့เนาะကဘာလိမ့်မကြီးပုံပြင်နဲ့ရင်ပါမကြည့်ပြင်းဘူးတဲ့အဖွားတို့တက်တန်းရှိတဲ့เนาะညီလေးတို့ရဲ့ဖိုးဖွားမိပါတယ်မေးကြည့်ပါငယ်စဉ်ကဘလောက်ဆွဲလန်းခဲ့တယ်လေเนาะလူတစ်ဖက်သားကိုเนาะမတရားကြံစီတယ်နော်ရက်ဆက်ရုပ်မာတဲ့အကြံဉာဏ်နေနဲ့ ရှင်သန်တဲ့လူတွေရဲ့ကြာဆုံးခန်းဟာလေနော်ရုတ်တရက်တော့ဒီလောက်သူများကိုမတရားချန်နေတာသူကတော့ဘာမှမဖြစ်ဘူးတဲ့လားလို့နော်ကလေးတွေနဲ့နော်တခါတည်းဟိုစိတ်ထဲမှာမအောင်အီးနိုင်မဲနဲ့ဒီမိထွေးဆုံးမကြီးနဲ့သူသမီး၅ယောက်ကတော့ဒုက္ခတွေမရောက်တော့ဘူးလားမထွေးလေးကြီးပဲဒုက္ခရောက်နေရလားလို့နော်ဘွားတို့စိတ်ဆန္ဒစောခဲ့မိသမျှနော်အလှဲ့ဆိုတာတန်တရားမှာနော် ဥပါသူရောက်လာတာပါပဲเนาะအဲ့တော့အသက်သေးလေးရလာတော့ဘာလို့เนาะ patient ဖြစ်တယ်ဆိုတာရင့်ကျက်တာပေါ့เนาะဘာမဆိုတိခံเนาะဥပိ္ပခပြုဓမ္မစုတရား၄ပါးတွေရလို့เนาะမေတ္တာဂိယူနာเนาะဝုဒိတာเนาะဥပိ္ပခเนาะဒီတရားတွေနဲ့ကြည်ပြင်းဖို့မထူလေးတို့เนาะကဘာလိတ်မကြီးเนาะပုံပြင်ဟာအဖွားတို့ သင်ပေးလိုက်တယ်လို့ဆိုရင်လဲမမှားပါဘူးလို့ပြောရင်လည်းဒီလိုမြမရိုးရချေးလက်ပုံပြင်လေးတွေကိုညီလေးတို့လည်းမျက်သက်နိုင်ပါစေရှစ်ဆက်ပြီးလဲနော်မြမလူမှုဘဝမှာဒီနေ့အထိလူတွေတွင်တွင်ကျဲကျဲသုံးနေတဲ့ဆိုရိုးတွေဟာရှေးရိုးရပုံပြင်တွေကလာတယ်ဆိုတဲ့အကြောင်းအဖွားတပုံပြီးတပုံတင်ဆက်ဖို့အစီအစဉ်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်